ဒီနေ့2025ခုနှစ်အော်တိုဘာလ3ရက်တောက်ကြနေ့အတွက်ခொနည်းသားမိအလုံးတို့အတွက် numerology ဂဏန်းပင်ရင်ရဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေရမယ်။ခရီးကိစ္စအတွက်သတင်းကောင်းတွေကြားရမယ်။ကိုယ့်အလုပ်ရည်ရွယ်ထားတဲ့ကိစ္စတွေမှာတော့အပြိုင်ဆိုင်အတိုက်ခိုက်အနောက်ရှက်မျိုးတွေပေါ်တတ်တယ်။အထူးသဖြင့်လူရင်းမိတ်ဆွေရင်းတွေနဲ့ကိုယ်နဲ့ကြားမှာသဘောထားကွဲလွဲတာတွေ တယောက်တယောက်နဲ့စကားအဆင်မပြေတာတွေကြုံတွေ့ရတတ်တယ်။ဒီနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံတာပြောဆိုတာချင်းဆိုတာစာချုပ်စာတမ်းတွေလက်မှတ်ရေးထိုးတာအတွက်အထူးအခွင့်အရေးတွေပြရတယ်အောင်မြင်မဲ့နေ့ဖြစ်တယ်။အထူးသဖြင့်တော့အကြီးအကဲတွေကကိုယ့်ကိုအကူအညီပေးတဲ့နေ့ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါနဲ့။ဒီနေ့မှာခုနှစ်သားသမီးတွေအားလုံးကံထူးကောင်းဖို့လို့တွတ်ဆိုရင်တော့မနက်စောစောမှနွားနို့တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဒီနေ့တနေ့တာလုံးအတွက်လူသောကိစ္စများဆူတောင်းလိုက်ပါခင်ဗျာ။ ဒီနေ့သင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စအစရှိတဲ့ကိစ္စတွေမှာအောင်မြင်ဖို့အတွက်ဆိုရင်တော့မနက်စောစောမှာညောင်မင်းကိုရေသွန်းလောက်ပြီးတော့ဒီနေ့ဆောင်ရွက်ရမယ့်ပညာရေးသင်တန်းရှောက်လွှာအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့တောက်ကြနေဘွားမာဘုတ်ဗေဒနိယရာဇဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကတော့ဒီနေ့ကစပြီးတနှစ်တာလုံးကံတလူလူအွန်လိုင်းထူဖို့လို့အတွက်ကတော့ သုံးလောကထထသဗ္ဗညုမြတ်စွာဘုရားရှင်သတင်းသုံးတော်မူရာဘုရားကျောင်းတော်အတွင်းထဲကိုအဝါရောင်ပန်းမြမာလာများလှူဒန်းပြီတော့ဒီနေ့မှာအဝါရောင်ဖြောရင်နောက်ကစီဒမင်းစွန်ကတ်လူချင်းကုသိုလ်ပြုပါထို့သူရန်တန်ဃာတို့ကိုလည်းစီဒမင်းစွန်လောင်းလူချင်းဆွေမျိုးမိဘများကိုလည်းစီဒမင်းဘုရားကျော်စီဒမင်းနေငါးကျော်စသည်လှူပွဲများကရော့ပူဇော်ခြင်းပြုရမယ်ကုသိုလ်ပြုရမယ်နေ့ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာ အကျိုးပေးတဲ့စူးမှုတဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍ၊ကိုးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတွေငွေထူးဝင်ဖို့လို့တွတ်ဆိုရင်တော့ပတ်စံရင်တဲကိုအဝါရောင်ပန်းမွေလေးတစ်ပွင့်စောင်းထားလိုက်ပါခင်ဗျာစတိုးဆိုင်တွေကုန်းဆောင်ဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းစာဝယ်ပန်းလာဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာသာကိုဒီလိုနည်းမျိုးမှာအဝါရောင်ဖြော်ရည်အနှဲငယ်ပက်ဖြန့်လိုက်ယုံနဲ့တိတိတသာရောင်းပန်းစာဝယ်ပန်းလာပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကတော့စိုက်ကလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အကျိုးထူးပြုပါလိမ့်မယ် အမှုခင်းကြုံနေတဲ့သူရှိရယ်ဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးတစ်လုံးမှရေးပြီးတီလာရှင်ဆရာလေးတစ်ပါးကိုလှူဒါန်းလိုက်ပါကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှရှိရင်ဒီလိုနည်းမျိုးမှဓာတ်စာဖြစ်နေဆေးဘဲဥတုအနေငယ်စပြီးဆွတောင်းလိုက်ပါအချင်းမြတိုင်းအိမ်တော်ကြီးကိစ္စတွေအဆင်ပြေဖို့အတွက်ကတော့ကောင်းကျင်မောင်စွန်မြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ကြပါခင်ဗျာ